ဲ့တော့ဗောမကြောက်ရင်ကြောင်းတက်တော့မှာဟာလမ်းအောင်တော်တော်လေးရှောက်တာမဟုတ်ဘူးငါဒီနေ့ကြောင်းမသွားခြင်းဟာငါတို့ကြောင်းကြီးတင်းလောက်ပိတ်လိုက်ရင်ကောင်းမှာပဲကွာဒီကောင်တော်ဗောတော့လေမင်းဒီတော့ဘာလို့ဖြစ်နေရလဲဟမ်စာသေးနေရင်လည်းအိတ်ချင်ရတာနေခုလေကြောင်းသွားနေအောင်ကြောင်းအောင်ပိတ်စီခြင်းရတာနေမင်းဟာမဟုတ်တော့อืมတော်ဘောတယောက်လေအပြင်ရောကဆွဲကက်နေရပဲဖိုတူအဲ့လိုပြောနေတော့ရှေ့ကနေဘိုးကြီးနဲ့အောင်ဘူးတို့နေရောက်ကပြေးလာနေခဲ့ကြတာပါ ဟမ်ဘိုးကြီးတို့ဖွဲ့ပါလားကြောင်မြင့်လာကြတာများလားအဲ့ဒီအချိန်မှာပဲသူတို့နောင်ရောက်လာနေဘိုးကြီးဟာဖျောက်နေဒီနေ့ចောင်းပိတ်တယ်ဟာမင်းတို့ចောင်းသွားစီရမလို့တော့ဟမ်ဘာလို့ចောင်းပိတ်တာလဲနေ့လယ်တမင်စာចောင်းစေးချိန်မှာတော့တူပေါ်တရားကျောင်းသားမှရှိရင်မလကပင်မောတက်ပြီးမလကသီးတွေကိုခူးစားနေကြတာပါ။ဝါဒီမင်္ဂလာမယသီးတွေကမစိုးဘူးပဲ။ ကြွကြွလေးနဲ့စကောင်းနေ။ဒါနဲ့တော့ပေါ်လေးမလကမင်းပေါ်မှာသူစိတ်ကြိုက်မင်္ဂလာသီးရိကိုခူးစားနေခဲ့တော်တယ်။ဟိုကောင်ငပိငါခေါ်ရမလိုက်ကျင်တဲ့အကျိုးခုတော့ငတ်ပြီ။အဲ့ဒီအချိန်မှာပဲမလကပင်ရောက်ကိုတန်ချောင်းနဲ့ဘိုကြီးကကိုချောင်းကိုချောင်းနဲ့ရောက်လာခဲ့ကြတာပါ။အဲ့ဒါကိုတော့ပေါ်ကမြင်ပြီးတိတ်တိတ်လေးစောင့်ကြည့်နေခဲ့တယ်။တန်ချောင်းကပဝန်းကျင်ကိုတေးချကြည့်လိုက်တယ်။ဖြောင်ဘွေးမင်းလွယ်တရားမဟုတ်ကိုထောက်လိုက်တော့ကွာ။အော်အေး ီလိုနဲ့ဘိုးကြီးလည်းလွယ်ရည်တရနေမိုးထုတ်ပြီးတန်ချောင်းနဲ့တူစားနေကြတယ်။ဒါနဲ့ဘိုးကြီးမင်းချောင်းကထွက်လာတော့ကမင်းကိုတွေ့လိုက်တဲ့သူတွေရှိသေးလား။မရှိတော့ဘူးကငါသေးချာကြည့်ပြီးတော့တိတ်တိတ်လေးထွက်လာခဲ့တာ။အေးကွာဒီလိုဆိုလဲမြင်မြန်ဆောင်တို့စားနေတော့တရားအောင်ရောက်လိုက်တွေ့နေအောင်မေးကွာ။အဲ့ဒီအချိန်မှာပဲတို့ဘိုးကလည်းသူတို့နှစ်ယောက်ကိုလမ်းပြောလိုက်တယ်။ညောင်းနေမင်းတို့ကဒီမှာမဟုတ်လာပြီးတော့ခိုးစားနေကြတာလားကွာ။ရုတ်တရက်ထွက်လာတဲ့စကားကြောင့် ဘိုးကြီးတို့လည်းမုံစားနေရကလန့်သွားခဲ့တော့တယ်။အောက်မလေးလန့်လိုက်တာ။ဘသူကြီးလဲဟ။ဘိုးကြီးတို့လန့်သွားတော့တုပ်ပေါ်လေးမလကောင်ပြီးမော်ကနေသဘောကျပြီးတော့ရှင်နေခဲ့တယ်။ဟာဟာကြီးကောင်းနေလူကြီးတော့လူချမ်းကြီးလိုလိုဘာလိုလိုနဲ့ကြောက်တတ်တာပဲဟ။တုပ်ပေါ်လေးပြောပြောဆွဆွနဲ့အပြားကိုဆင်းလာခဲ့တော့တယ်။ကြောက်တာမဟုတ်ဘူးကွ။မင်းကရုတ်တရက်ကြီးမူလန့်သွားတာအေးပေါ့ခိုးကြောင်ခိုးဝဲလုတ်တရက်လုံနေရဆိုတော့လန့်မှာပေါ့အမမင်းကများတို့ခိုးကြောင်ခိုးဝဲလီပါလီနဲ့ ငါတို့ကငါတို့ဘာလို့လို့ပေါ့တန်ချောင်းတို့ဘက်ကစကားပြောတာတင်းမလာတဲ့အတွက်ကြောင့်တော်ပေါ်လေးလီတန်လျှော်လိုက်တယ်အေးပါထားပါတော့ဒါနဲ့မင်းတို့စားနေရဲ့မုတ်လေးငါ့ကိုလည်းနည်းနည်းလောက်ကျွေးပါလားအောင်မတို့တော်ကျွေးနေရမှာဆိုလို့ဒီလာခိုးစားနေရမကျွေးနိုင်ပါဘူးလာတန်ချောင်းသွားကြစို့အဲ့လိုပြောပြီးဘိုးကြီးတို့ထွက်သွားတော့တော်ပေါ်လေးလမ်းကိုပြောလိုက်တော့တယ်ငါ့ကိုမုတ်ကျွေးကျင်တဲ့ဘိုးကြီးတို့မုတ်လို့ကြပါစီကွာ ။တဘောစကားဆုံးတော့ဘိုးကြီးလက်ချနှောက်ကြည့်ပြီးသူကင်ထားတဲ့မုတ်ကမြင်းမြင်းမုတ်လွတ်ကျသွားခဲ့တာပါ။ဟာဘိုးကြီးမင်းမလို့လမ်းလျှောက်နေရလေ။မုတ်တွေလွတ်ကျလို့ကုန်ပြီကွ။ဘိုးကြီးလည်းတဘောစကားကြောင့်ဖြစ်သွားတာဆိုတော့တဘောကိုရန်တွေ့ရော်ရီ။ဖျောင်းတဘောအဲ့ဒါမင်းပါဇက်ပုတ်ကြီးနဲ့လှမ်းပြောလိုက်လို့ခုလို့ဖြစ်ရတာကွ။အောင်မကို့ဟောင်ကိုလမ်းတိကြမလျှောက်လို့ဖြစ်တာ။ငါလာပြောနေတာ။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ငါကတော့ကျင်းနေတယ် အဲ့လိုပြောပြီးတုတ်ပေါ်လေသူတို့နှစ်ယောက်ကိုပြောင်ပြနေခဲ့တော့ ਈ နောက်တော့တုတ်ပေါ်လေစာသင်ခန်းလေးကိုပြန်ရောက်လာခဲ့တာမှာတုတ်ပေါ်ဝင်လာတာကိုမိဝိုင်းကမြင်သွားခဲ့တယ်။ကဲတုတ်ပေါ်เจ้าหนောင်တက်တော်မှာကိုနေပေရီသွားနေရလေဘဲသွားရမှာလေမန္တကာတိသွားခုစားနေရပေါ့ဟာဟမ်နေတယောက်တည်းလားအင်းလေဒါဆိုဖိုးထုတ်နိုင်ကြပြန်အောင် မသိဘူးလေသူတို့လေခုထိရောက်မလာသေးဘူးလားရောက်မလာသေးလို့ပေါ့တော်ပေါ်ရဲ့ဟိုဒလုံးနဲ့ကြောင်းတော်တက်လာတော့မှမိဝိုင်းအဲ့လိုပြောနေတော့ကြောင်းတက်ခေါင်းလုံးလေးထိုးသွားခဲ့တော်ရီကဲပြောရင်းဆိုရင်လည်းကြောင်းတက်သွားပြီဟိုနှစ်ယောက်ကခုထိပေါ်မလားအရေးအချိန်မှာပဲဆီယာမကစာသင်ခန်းထဲဝင်လာတော့အကောင်လုံးကထားရက်ပြီးဆီယာမကိုနှုတ်ဆက်ကြတယ်။မင်္ဂလာပါဆီယာမမင်္ဂလာပါသားတို့သမီးတို့ပြန်ထိုင်လို့ရပါပြီကွယ်။ကဲနေကြီးကြောင်းပြတ်တဲ့သူရှိသေးလား ဟိုဖိုးတူးနေငပေကကျောင်းတော့ကြနေရဲ့ထင်ပါလေဆရာမဟေးဟုတ်လားဆရာမအဲ့လိုပြောနေတော့ဖိုးတူးနေငပေကစာသင်ခန်းပဝကိုရောက်လာခဲ့တယ်ဆရာမတားတို့ဝင်ဝင်ပြုတ်ပါဗျအော်အေးဝင်ကြဝင်ကြနောက်ရက်တွေတော့နားမကျစေနဲ့နော်ကဲစောင်းထုတ်မယ်ဆရာမမနေ့ကရှင်းပြလို့မပြီးလိုက်တဲ့ဆက်လေးဆက်ပြီးတော့ရှင်းရအောင်တူဘောကစောင်းကိုဇွဲကုန်မတန်းလိုက်ပြီးငပိတ်နာကလို့တူတူလေးပြောလိုက်တယ် ုစားလိုက်လို့ကတော့ပြင်းလိုက်တော့ကွာခုချိန်အိတ်နေရရင်တိတ်ကောင်းပါပဲမဖြစ်နိုင်တာတွေစိတ်ကူးရှင်မနေနဲ့တော့ဘောဒီလိုနဲ့ခဏလောက်ကြာမှတော့ဘောလေးစပွဲကောင်မှာမှောက်ပြီးတော့အိတ်ပြောသွားခဲ့ရော်လေမောင်တဘောမောင်တဘောရေပြားပြားအဲ့လိုပြောပြီးတော့တော့ဘောလေးနိုးလာခဲ့သည်စာသင်ခန်းထဲကိုစာလုပ်ဖို့လာလာလားအိတ်ဖို့လာလာလားဟိုစာလုပ်ဖို့လာလာပါဆရာမအေးဒီလိုဆိုမျိုးလုံးကိုပြုတ်ထားပြီးစာအုပ်သေးချာအယုံစိုက်မယ်နော် ဟုတ်ကဲ့ပါဆရာမ ညနေပဲကြောင်းစင်တော့ပိုတရိုတတွေလည်းစာသင်ကျောင်းပေါင်းဝကနေထွက်လာခဲ့ကြတာပါဟဲ့အောင်တော့ပေါ့မင်းပထမအချိန်တော့အဲ့ကျင်နေပြောပြီးတိတ်မကြောင်းတန်းပြီးတော့အိပ်ပျော်သွားပါလားအေးကွာထူးထူးဆန်းဆန်းပဲဟိုဘလို့အိပ်ပျော်သွားမှန်းမသိလိုက်ဘူးကဲကဲအိပ်ပျော်တာတွေအိပ်မပျော်တာတွေထားလိုက်မင်းမြဲပြန်ညစို့ကောင်းကင်မှာလေတိမ်မဲတွေကကြီးစိုးနေပြီမကြခင်မိုးရကြလာတော့မှတို့မှထီးလဲပါမလားတော်ဘောကကောင်းကင်ကြီးကိုမော့ကြည့်လိုက်တယ်ဒီမိုးကရွာမှာမဟုတ်ဘူး ဒီလောက်မှောင်မဲနေအောင်မရစရာလားတို့ဘွယ်လာမီဝိုင်းမုံမိမှာမကြောက်တဲ့သူကကြံခဲ့ပါစီတို့ဘွယ်မြေမြေပြန်냐စို့ Okay okay ဒီလိုနဲ့ဖိုတူးနဲ့မီဝိုင်းလေးအဲ့နေရာကနေခတ်တော့ထွက်သွားကြတော့တယ်မီဝိုင်းတို့အင်းရှိကိုရှောင်းမဖို့တူပါကဲမီဝိုင်းငါပြန်တော့မယ်အေးအေးမြမလေးလည်းပြန်အောင်နော်မုံမိနေအောင်မယ်ဒါနဲ့ဖို့တူလေး ကောင်းကင်ကိုပြန်မော့ကြည့်လိုက်ချိန်မှာဟာတိတ်မဲနေဟာရုတ်တရက်ကြီးပျောက်သွားပါလားအိနော်ဘလို့ဖြစ်တာမလဲစောစောကတိတ်မဲရွာကြတော့မလို့နဲ့ခုတော့လေသူမဟုတ်တဲ့အတိုင်းပဲတော်ဘောပြောတာမှန်သားပဲဟာတကယ်မရောဘူးဟုတ်ပါရဲ့တော်ဘောတယောက်ကြားမိရနေရလားပဲကဲကဲငါလည်းတဲဝင်တော့မယ်โอเคโอเคငါလည်းသွားပြီတော်ဘောတယောက်အိမ်ပြန်ရောက်ပြီဆိုတာနဲ့ မိဖို့ခန်းလေးကိုတန်းရောက်လာခဲ့တာပါအမေမွှေးနေရမယ်ဟောဘာကြီးချက်နေရလေဗျငါသားကြိုက်တဲ့ကြက်သားကလာတိုင်းချက်ထားတယ်တိုင်းဟမ်တကယ်လားမေသားတော်အပြန်လမ်းမလေကြက်သားကလာတိုင်းချက်ထားပါစေဆိုပြီးပြောနေခဲ့သေးတာဟာဒါဆိုငါသားစုတောင်ပြည့်သွားပြီပဲကဲသမီးတကာလေးစားတော့မှမဟုတ်လားလက်သွားစေးကြည့်အမေရောတခါလေးမစားသေးဘူးလားအမေကမစားသေးဘူးကွငါသာပဲအရင်စားနေကြည့်ဟုတ်ကဲ့မီး ကဲကဲစားနေအောင်အမေအိမ်နောက်မှာအမိုက်သိန်းကြလေးတွေရှိတယ်လို့သွားသိမ်းလိုက်အောင်မေဒေါ်တင်နဲ့ထွက်သွားတော့တုံပေါ်လေးတမင်းစားနေရင်အထွေးတစ်ခုဝင်လာခဲ့တော်လေอืมငါဒီနေ့တော်တော်ထူးဆန်းနေတယ်လို့ပဲဘိုးကြီးတို့မုန်းလို့ကြောက်ပါစေလို့ပြောလိုက်တော့တကယ်ပဲလွတ်ကျသွားခဲ့တာစားသင်ခန်းထဲမှာအဲ့နေရာကြီးတိတ်ကောင်းပါပြီလို့ပြောလိုက်တာနဲ့အိပ်ပျော်သွားပြန်ပြီးတော့ရွာချမလို့ဖြစ်နေရမို့လဲမရောပါဘူးလို့ရှောက်ပြောလိုက်တာတကယ်ပဲရွာမနေဘူး ခုလေငါစားချင်တဲ့ဟင်းကိုအမေကချက်တာပေးပြန်ပြီ။ဒါရီကအကုန်တိုက်ဆိုင်တာပဲလား။ဒါမှမဟုတ်ငါအချားမြင်ရသွားတာများလား။ဒါလုံးနဲ့တော်ပေါ်လေးရူးကြောင်ကြောင်တွေးတွေတွေးရင်းနဲ့ထမင်းဆက်စားနေကြတော့တယ်။နောက်နေ့မနေ့ရောက်တော့ပေါ်တူတို့အဖွဲသားတွေလေးကျောင်းကိုသွားနေကြတာပါ။အဲ့ဒီချိန်မှာပဲလမ်းကိုလှုပ်စီလှုပ်စီနဲ့ရှောင်းနေတဲ့တော်ပေါ်ကို မိဝိုင်းကပြောလိုက်တယ်။ဟဲ့တော့ဘောမကြခင်ကြောင်းတက်တော့မှဟာလမ်းအောင်တော်တော်လေးရှောက်တာမဟုတ်ဘူး။ငါဒီနေ့ကြောင်းမသွားခြင်းကငါတို့ကြောင်းကြီးတင်းလောက်ပိတ်လိုက်ကောင်းပါပဲကွာ။ဒီကောင်တော့ဘောတော့လေမင်းဒီတလောဘာလို့ဖြစ်နေရလဲဟမ်။စာသင်နေလည်းအိတ်ချင်ရတာနဲ့ခို့လေကြောင်းသွားနေအောင်ကြောင်းအောင်ပိတ်စီခြင်းရတာနဲ့မင်းဟာမဟုတ်တော့။အင်း။တော့ဘောတယောက်လေအပြင်ရောကဆွဲကက်နေရပဲ။ဖိုတူအဲ့လိုပြောနေတော့ရှေ့ကနေဘိုးကြီးနဲ့အောင်ဘူးတို့နှစ်ယောက်က ပြေးလာနေခဲ့ကြတာပါဟမ်ဘိုးကြီးတို့ဖွဲ့ပါလားကြောင်ပြေးလာကြတာများလားအဲ့ဒီအချိန်မှာပဲသူတို့နောက်ရောက်လာနေပိုးကြီးဟာဖြောင်းနေဒီနေ့ကြောင်းပိတ်တယ်ဟမင်းတို့ကြောင်းသွားစီရမလို့တော့ဟမ်ဘာလို့ကြောင်းမိတ်တာလဲပြပြားတွေအများကြီးပဲကိုဖိုးသူရဲ့ဟုတ်တယ်ဖိုးသူကတို့တကြောင်လို့ပြားတွေဝင်နေလို့ဟိုဒါမို့တို့ကြောင်ကအန်ရအများနေရဆိုတော့ကြောင်းပိတ်လိုက်တာကြောင်းကဒီနေ့တည့်ရက်တည်းပိတ်တာလားယင်ပိုးကြီးနောက်ရက်တည်းရောမပါဘူးလား ဲ့တော့ငါလည်းမသိဘူးဟ။အเจ้าကြီးကဆီမော်ရီကတစင်အเจ้าပြန်မိမယ်လို့ပြောတာပဲ။အဲ့လိုပြောပြီးဘိုးကြီးတို့လည်းသူတို့နာအနေထွက်သွားခဲ့တော့တယ်။ရှင်။ကြောင်ပိတ်တယ်တဲ့။ပျော်စရာကြီးပျော်စရာကြီးဟဲ့။ဖို့တို့ဒီကောင်တော်ပွားရဲ့စကားတွေကအမှန်ဖြစ်လာပါပဲနော်။ငါလည်းအဲ့ဒါပဲတွေးနေတာဟ။ထို့ပေါ့။မင်းအเจ้าမြင်ရှားနေရများလား။ပျော်နေတဲ့တော်ဘောကအပျော်ရက်သွားတယ်။ဟမ်ဘာလို့လဲ။ဟုတ်တယ်တော်ဘော။ ဟိုနင်းဖြစ်စင်နာရီကတကယ်ဖြစ်လာသလိုပဲဟာဒါနဲ့တော်ပေါ်လဲခေါင်းကုတ်လိုက်တယ်အေးနော်ငါခုပဲကြောင်းပရင်ကောင်းပါလေလို့ပြောနေတော့ကြောင်းကထပိတ်သွားတာမဖြစ်တော့တော့ပေါ့လာကိုချက်ကြီးစီကိုသွားကြရအောင်ဟမ်ဘာသွားလို့မလို့လေဟာဒီလိုနဲ့ငပိန်နဲ့ဖိုတူလဲတော်ပေါ်ကိုဆွဲခေါ်ပြီးအဲ့နေရာကနေထွက်လာခဲ့တော်ရီနောက်တော့ ဗိုလ်သူတို့အဖွဲ့သားတွေလည်းမော်စရာချက်ကြီးရင်ကိုရောက်လာခဲ့ကြတာပါမင်းတို့အဖွဲ့ကျဝင်းနဲ့ចောင်းနဲ့မှားလာကြတာများလားမဟုတ်ဘူးကိုချက်ကြီးရဲ့ကျွန်တော်ကိုချက်ကြီးစီမဲ့တက်တက်လာခဲ့တာဟေးဒီလိုဆိုចောင်းမောင်ဟေးဟေးဒီနေ့ចောင်းပိတ်တယ်ကိုချက်ကြီးကဟောဗျာဒီနေ့ចောင်းဖွင့်ရမယ်ချက်ကိုဘလို့ဖြစ်ပြီးတော့ចောင်းပိတ်သွားရတာလေအဲ့ဒါဒလို့ဗျဒါနဲ့ငပိန်လေသူတို့အကြောင်းမှပြရောက်နေလို့ចောင်းမိတ်လိုက်ရတဲ့အကြောင်းကိုအသေးစိတ်ပြောပြလိုက်တော့ ड़ी ။အော်ဒီလိုကြောင့်ကိုဒါနဲ့ကြောက်အိမ်ကိုရောဘာကိစ္စလဲ။အဲ့ဒါကဟိုတုပ်ပေါ်ကြောင့်ရောက်လာခဲ့တာမှာကိုချက်ကြီး။အဲ့လိုပြောပြီးမိဝိုင်းလေးတုပ်ပေါ်နဲ့ပတ်သက်ပြီးအကျိုးအကြောင်းပြောပြလိုက်တော့တယ်။ဟုတ်ပြီ။ကြောက်နားလေပြီ။ကဲတုပ်ပေါ်မင်းတခုပြောကြည့်ကွာ။တုပ်ပေါ်ကခေါင်းကုပ်လိုက်တယ်။ဘာပြောမှလဲကိုချက်ကြီး။อืมမင်းစိတ်တည်းရှိရပြောဖို့အော်ကျွန်တော်စိတ်တည်းမှာတော့မဟုတ်စားချင်နေရာ ခုချိန်မိုးကြိုကြိုလေးတခုလောက်စားလိုက်ရင်အရန်ကောင်းပါပြီ။သူအဲ့လိုပြောပြီးတိတ်မကြခင်အင်ရှိကနေခေါ်တဲ့ကြားလိုက်ရတယ်။ချက်ကြီးဗျို့ချက်ကြီးငပိအင်ရှိမှဘသူလဲမသိဘူးထွက်ကြည့်ပြပါလား။ဒါနဲ့ငပိလည်းအင်ရှိကိုထွက်သွားပြီးခဏကြာမှဘိမုံတိတ်ထားတဲ့ပကံကိုကင်ပြီးတော့ပြန်ရောက်လာခဲ့တာပါ။အင်ရှိကဘသူလုံးငပိဟိုကိုကြီးမောင်ကြီးပါကိုချက်ကြီးဦးသက်ကြီးကဒီဘိမုံလာပေးခိုင်းတာမို့ပေးပြီးတော့ပြန်သွားပါပြီ။ဟင် ဒါရိုးတသာတိုက်ဆိုင်မှုတော့မဖြစ်နိုင်တော့မင်းတို့ပြောသလိုပဲတုပ်ပေါ်ပြောသမျှတွေကအမှန်တကယ်ဖြစ်လာခဲ့တာပဲကြာဒါဆိုကောင်းတာလားဆိုးတာလားယင်ကိုချက်ကြီး음ကောင်းတာပြောရင်ကောင်းပြီးတော့ဆိုးတာပြောရင်ဆိုးမှာပေါ့ဒါမို့မင်းစကားပြောရင်သတိထားပြီးတော့ပြောရလိမ့်မယ်အဲ့ဒါအဒုက္ခပဲကျွန်တော်ပြောလိုက်တဲ့စကားစေကုန်မှာသုံးခွက်လောက်ပဲကောင်းတာဗျအဲ့လိုမဖြစ်အောင်တော့မင်းသတိထားရလိမ့်မယ်ဒါမှသာမင်းအတွက်ရောတခြားသူတွေတက်ပါအနေမဖြစ်မှာပေါ့ကျွန်တော်ကြောက်တော့လာပြီကိုကြက်ကြီးရဲ့ ဒါနဲ့ကျွန်တော်ဘာကြောင့်ခုလိုဖြစ်သွားရတာလဲ။အဲ့တော့ကိုချက်ကြီးလဲအတိအကျမသိသေးပေမဲ့အရန်တော်စိတ်ပူစရာမလိုပါဘူး။လူတယောက်မှကံကောင်းခြင်းနေရတချိန်တခါတော့ရောက်လာတတ်တယ်လေ။ဒါဆိုကျွန်တော်ခုကြုံနေရတဲ့ຢာတွေကကံကောင်းခြင်းနေပေါ့နော်။အဲ့လိုလက်ခံထားရင်တော့အဲ့လိုပဲပေါ့ကွယ်။နောက်ပိုင်းတော့ပြောသည်မအမှန်ဖြစ်လာတဲ့တော်ဘောစကားကြောင့်လူငယ်တွေကြားမှာတော်ဘောကရေပန်းစားလာခဲ့တယ်။ ကဲကဲအကောင့်တန်းစီပြီးရက်ပေးကြပါနော်အင်ရှင်ယာကွပြစ်မှာထိုင်နေတဲ့တော်ပေါ်ရှိမှာတော့လူငယ်တွေတန်းစီနေခဲ့ပြီးသူတို့လည်းရောင်းဖို့ကိုရင်ခုန်နေကြကြတယ်ဆရာကြီးစတိုင်နဲ့မမေကြီးထိုင်နေတဲ့တော်ပေါ်ကကဲတို့ကြောင့်မင်းကဘာဖြစ်ကျင်တာလဲဟိုငါငါပဲယာထဲမှာပင်ပင်ပန်းပန်းအလုပ်လုပ်နေအောင်မကြည့်ရလို့ဟာမပြင်းမစီချင်းနင့်ဝင်လို့ပေါ့ကွာဟိုအဲ့လိုမဟုတ်ဘူးလေ ငါဘေးအတွက်အသုံးဝင်မဲ့လေယာပစ္စည်းကိုလိုချင်တာပေါ့ဟာလိုချင်ဝင်မပေါ့တို့ကြောလေယာပစ္စည်းတွေကဟက်ချလောင်းဆိုပြီးပြုတ်ကြလာမယ်အရာဒီမှမဟုတ်တာဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ပါကုညီပါနော်တို့ပေါ့အေးကွာတို့ကြောအဖေဦးငွေတို့တယောက်လေယာပစ္စည်းတွေပိုင်ဆိုင်နေမှစီကွာကျေးဇူးပါပဲတို့ဘောရင်ကျေးဇူးပါပဲကဲနောက်တယောက်ဟဲ့တို့ပေါ့မင်းခုရနေရဲ့ဇွမ်းကငါ့ကိုစောင်းမွေးအောင်လဲလုတ်ပေးနိုင်လား ိုရိုက်လှုပ်ပြီးစမှာကွာငါစာမတက်ချင်လို့ဟာဟာစောင်းမဲအောင်ချင်စာကျိုးစမှာပေါ့မလုပ်ပါတော့ဘောရဲ့လုပ်ပါနော်ငါမျိုးမဟုတ်ကြွေးပါမယ်ကွက်လည်းမစားတော့ပါမရောက်နော်စောင်းမဲအောင်ချင်စာချက်ပဲကဲနောက်တစ်ယောက်ဟိုကိုကြီးတန်ချောင်းနည်းနည်းလောက်ဖယ်ပေးပါတားလဲပဲဒါနဲ့တန်ချောင်းလေးသူ့လိုချင်တာမရတော့တော်ပေါ်နာကနေဒေါသထွက်ပြီးထွက်သွားခဲ့တော်ရီဘက်နေငါ့အောင်များလူတိုင်းရဖန်ဆင်းရှင်များထင်နေလားမသိဟိုကိုတော့ပေါ့ တာကားရုံလေးပျောက်သွားလို့ဗျအဲ့ဒါပြန်ရောက်လအောင်လုပ်ပေးပါလိုက်ဟုတ်ကဲ့ရတယ်အဲ့ဒီကားလေးပြန်ရှာတွေ့ပါစီအဲ့ဒီလိုနဲ့တယောက်ပြီးတယောက်လိုအပ်တာတွေပြောပြနေတော့ဖိုးတူနဲ့မိဝိုင်းကသူတို့နာကိုရောက်လာခဲ့တာပါဟာမင်းတို့ရောက်လာပြီလားဟုတ်တယ်ငပေးရဲ့ဟိုဒါနဲ့ငါတို့ဟိုတရင်ကြားလာခဲ့တာတိုးချော်ပဲဥငွေတို့ကြီးတပီကုန်းရှာကအခစားပြန်ဝင်မှာစွတ်တော်ငွေရလာနေဆိုပဲဟင်ဟုတ်လားဒါလို့ဆို တိုးကြော်တောင်းသွားတဲ့စုကတကယ်ပြည်လာခဲ့တာပဲဟာဒီကတော့တော်ဘွားအများကျိုးအတွက်တေဖို့နေတဲ့သူတယောက်ဖြစ်လို့ပါလားဟုတ်ပါကွာဒီလိုနဲ့တို့တို့ရောက်သားလေးသူများတွေအတွက်လူရင်းဆန္ဒဖြည့်ဆည်းပေးနေတဲ့တိုးဘောကိုပျော်မြောင်စီကြည့်နေရင်ဇလန်းလေးလေးပြီးဆုံးသွားခဲ့တော်တယ်